အဲ့တော့သူများကိုချစ်တာပဲဖြစ်ကိုချစ်ခံတာပဲဖြစ်ကိုကိုလည်းကြိုးစားပေးပါ စာပေတခုမှဖတ်ဖို့ပါတယ်ပရမရခတိအတနာမရခတိအတမရခတိပရမရခတိဆိုတာကိုကိုကိုချစ်ရင်ဆောက်ချောက်ပါကိုကိုကောင်းအောင်နေပါသူများကိုချစ်တယ်လေသူများဆောက်ချောက်ပါကောင်းအောင်ထားပါအဲ့တော့သူများကိုချစ်ရင်ကိုကိုချစ်တယ်လို့ပါပဲကိုကိုချစ်ရင်သူများကိုချစ်တာနဲ့ရောက်ပါတယ်အဲ့တော့သူများကိုချစ်ရင်ကိုကိုကောင်းအောင်နေ ကိုကိုချင်းလေကိုကကိုကောင်းအောင်နေအဓိကကကိုကိုပါပဲကိုသူကသူမြောက်ချစ်ဖို့ဆိုရင်ကိုစီမှာချစ်တယ်အများကြီးချစ်ဖို့လိုအပ်ပါတယ်အင်းအဲ့တော့အဲ့ဒီချစ်ပြီဆိုရင်ဘယ်လိုချစ်မှလဲတက်ရောက်တဲ့နဲ့အများကိုချစ်မှလားအများကြီးကိုတက်ရောက်တဲ့ချစ်မှလားမတူပါဘူးတက်ရောက်ကအများကြီးကိုချစ်တယ်ဆိုတာဥပမာရှင်များတို့တပြည့်တို့ဆိုရင်အဲကိုင်းဖြစ်တဲ့အတွက်ကြောင့်ကိုစီမှာအများကြီးလူတွေလာကြတယ်အဲ့တော့တက်ရောက်တဲ့ လာတဲ့ပုံကိုယ်တွေကိုတပြောတော့စာပေတစ်ခုမှရှိတယ်လေဝင်ရောက်ခိုနာပြန်ထွက်သွားတော့ကိုင်းဖြားတစ်ပင်ခါသွားတယ်ချန်သူမတန်းတပြိမဲ့ကြံသူလွမ်းရတဲ့ဆလန်းနေပါပဲဆိုတာအဲ့လိုမျိုးပေါ့အဲ့တော့တယောက်ထဲကနေအများကြီးကိုချစ်တာ ਨੇ တယောက်ထဲကိုအများကြီးချစ်တာမတူဘူးကိုတယောက်တည်းကအများကြီးကိုချစ်တယ်ဆိုတာလူထောင်ပေါင်းများများဆိုတာချစ်လို့ရတယ်။ဒါပေမဲ့အဲ့ဒီတယောက်တည်းကိုပဲအများကြီးချစ်သွားရင်အဲ့ဒီလူကနစ်ဖို့တော်တော်လွယ်ပါတယ်။ အများကြီးကိုတယောက်တည်းချင်းရင်တော့နေဖို့မလွယ်ပါဘူးပေါ့အဲ့တော့လူတွေကပြောကြတယ်လေနာမင်းနဲ့သာဆိုရင်ဆိုတာပြောကြတာအဲ့တော့လူတွေကိုကိုကဟိုသဘောကျတဲ့ခါကျရင် သူ့မှာစိုးကွက်တယ်ဘလောက်ပဲရှိနေတယ်ဆိုစေကမှု သူ့မှာအပြစ်တွေဘလောက်ပဲများတယ်ဆိုစေကမှုသူ့မှာဘလောက်ပဲရုပ်ဆိုးတယ်အဆင်မပြေဘူးဆိုစေကမှုရှင်းရှင်းတစ်ခုတည်းနဲ့ အဲ့ဒီအရာဒီအလုံးကိုဖို့ပြစ်ပြီးတော့တအားလာလာတယ်ဂျင်းနဲ့ဆရာကောင်းလာတယ်ဂျင်းတို့ဆရာကောင်းလာတယ်ဒါတွေအချစ်ရဲ့စွမ်းအားတွေပဲဒါမဲ့တခါတလေကြလို့ချင်းတော့လူတယောက်ကကိုတအားချစ်နေမှန်းတည်ရတာနဲ့အချင်းချင်းအခါခါနာကျင်စေမိပြီးအပြစ်ပဲခံရတာများလာပြီဆိုရင်အဲ့ဒီအချစ်တွေနဲ့ဖို့ထားတဲ့အရာတွေအလုံးဟာ တပြေးပြေးနဲ့မိပြန်သွားတတ်တယ်အဲ့ဒါကြောင့်မလို့လောကမှာကိုချစ်တဲ့လူကိုပိုင်ဆိုင်ခွင့်ရတာတိတ်ပြီးကံကောင်းတယ်ဒါပေမဲ့ကိုကိုကိုချစ်တဲ့ပုဂ္ဂိုလ်ကိုရထားတာပိုးပြီးကံကောင်းတယ်အဲ့တော့လူတွေကကိုချစ်တဲ့ပုဂ္ဂိုလ်တွေအတွက်နဲ့ပဲအချိန်ကုန်သွားကြပြီမဲ့ကိုကိုကိုချစ်တဲ့ပုဂ္ဂိုလ်တွေအတွက်တည်းကြတော့ချိန်ပေးဖို့ သိက်နှောင်နေကြတယ်သိက်ဝင်လေးကြတယ်ဥပမာတပတ်ကြည့်ပေါ့အိတ်နေတာကြည့်ဒါသူ့ဘွားဒါအိတ်နေရသူကျဉ်တ်နေတာလေနော်အဲ့တော့အဓိကပြောချင်တာပါလဲဆိုတော့တူတောင်းတဲ့အရာတွေကဟိုလွတ်နေရရင်အချိန်နေကြတယ်ဒါတွေ့တဲ့အခါကျအချိန်ရန်တူတောင်းတယ်အထီးကြံတဲ့အခါမှာအရန်ခြေကြပြိမဲ့တည်တည်တတာလောက်ရတဲ့အချိန်တွေအရန်တူတောင်းလို့နေအဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်လောကမှာ ကိုကိုချစ်တဲ့လူကိုလည်းလေးပေးဖို့လိုသလိုကိုချစ်တဲ့လူကိုလည်းစိတ်ချမ်းသာအောင်ထားဖို့လိုပါတယ်။